Miss Universe ကို Holly ရဲ့အိမ်မက်အိမ်မက်ဆိုတာကဟိုဖြစ်ချင်တဲ့အိမ်မက်မဟုတ် Holly မနစ်အရင်ကမတ်တဲ့အိမ်မက်ကြောင့် Holly တန်ဖြစ်တာပါရှင် Holly အသက်ကလည်းဟို38နှစ်ရှိပါပြီဘာလို့လဲ Miss လောကကိုမဝင်တော့ဘူးလို့ဆုံးဖြတ်ထားတာပေါ့နော်အဲ2006မှာတော့ Holly က Miss Bollywood ရထားပြီးသားပါဒါပေမဲ့2009မှာ Holly နိုင်ငံခြားထွက်သွားပြီးတော့မလုဖြစ်တော့ဘူးပေါ့နော် Model လောကမလုဖြစ်ပဲနဲ့ဒီဒီနှစ်နှစ်အရင်က Holly အိမ်မက်မတ်တယ်ပေါ့နော်အဲ့အိမ်မက်အရာ Holly ကလာပြိုင်တာပါရှင် ဟောလီဘုံတော့ငငယ်ကတော့ဒီ Miss Universe တို့ Miss World တို့အဲ့လိုမျိုးပြိုင်ချင်းခဲ့တယ်ဒါပေမဲ့ဟောလီရဲ့ experience တွေ knowledge တွေအဲ့ဓာတွေကကိုယ့်ကိုယ်ကိုမပြည့်စုံလို့လည်းခံစားရတယ်ပြီးတော့လို့ရှိရင်အဲ့ဒီတော့ကဒါဟောလီပြိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီလောက်လည်းပျော်မှာလည်းမဟုတ်ဘူးဒီလောက်လည်းအဲ့လိုပေါ့နော်အရင်ဟိုလိုချင်နေဆိုရဲဟာလည်းတိတ်မဖြစ်ခဲ့ဘူးဒါပေမဲ့အခုချိန်မှာ ပြိုင်ဖြစ်သွားတာဒီအိမ်မက်ကြောင့်လည်းပါတယ်ပြီးတော့လို့ရှိရင်ဒီပြိုင်ပွဲကိုမရမကဟိုလီရဲ့စိတ်ဝိညာဉ်တွေကတုံးပိုးတဲ့အတွက်ဟိုလီရောက်လာပါတော့အဲ့ဒီအတွက်လည်းဟိုလီအရန်လဲဝမ်းသာတယ်ဒီ Miss Universe မြန်မာအထိရောက်လာတာကိုလည်းဟိုအရန်ကိုလည်းကျေနပ်ပါတယ်ရှိတယ်အဓိကတော့ပါလဲဆိုတော့စူးစမ်းမယ်အဓိကဟိုလီရဲ့ဒီ outer beauty ကတော့ဒါ god gift ပေါ့နော်ပေးထားတာရှိပြီးသားဖြစ်တယ်အဲ့ဒီဟာကိုပဲ maintain လုပ်သွားမယ်ပြီးတော့လို့ရှိရင် confidence ကလည်းစူးစမ်းသွားမယ်ထပ်ပြီးတော့အဲ့ဒီအတွက်ပေါ့ပြီးတော့လို့ရှိရင်ဒီဟာကိုလည်းဟိုလီ ဟိုပျော်ရမယ်လို့ဟိုယုံကြည်နေပါတယ်ဆိုရင်ကျမနာမည်ကတော့ Holly ပါရှင် Holly ပေါ်တောင်းစာပြူနယ်ဝင်ရောက်ရှိပြန်ခြင်းဖြစ်ပါတယ်မမလေးရောသူစားပြီးဆလွယ်ပေးရချင်းပြပါရတဲ့ဘုဒ္ဓထောင်းကလောနဲ့ခေါ်ပါမျိုးရဲ့စီတီကြတာကိုဆွဲထားလို့စနေတဲ့ဟိုလီယာပေါ့နော်ဒီ Miss Universe ကိုဟိုလီရဲ့အိမ်မက်အိမ်မက်ဆိုတာကဟိုဖြစ်ချင်တဲ့အိမ်မက်မဟုတ်ဟိုလီ မနစ်အရင်ကမတ်တဲ့အိမ်မက်ကြောင့်ဟိုလီပြန်ဖြစ်တာပါရှင်ဟိုလီအသက်ကလည်းဟို38နှစ်ရှိပါပြီဘာလို့လဲမစ္စလောကကိုမဝင်တော့ဘူးလို့ဆုံးဖြတ်ထားတာပေါ့နော်အဲ2006မှာတော့ဟိုလီကမစ်ဘောလီဝုဒ်ကြရထားပြီးသားပါဒါပေမဲ့2009မှာဟိုလီနိုင်ငံခြားထွက်သွားပြီးတော့ဟိုလီမလုဖြစ်တော့ဘူးပေါ့နော်မော်ဒယ်လောကမလုဖြစ်ပဲနဲ့ဒီဒီနှစ်နှစ်အရင်ကဟိုလီအိမ်မက်မှတ်တယ်ပေါ့နော်အဲ့အိမ်မက်အရာဟိုလီကလာပြိုင်တာပါရှင် Thank you ငငယ်ကတော့ဒီ Miss Universe တို့ Miss World တို့အဲ့လိုမျိုးပြိုင်ချင်းခဲ့တယ်ဒါပေမဲ့ Holly ရဲ့ experience တွေ knowledge တွေအဲ့ဓာတွေကပို့ပို့မပြည့်စုံလို့လည်းခံစားရတယ်ပြီးတော့လို့ရှိရင်အဲ့ဒီတော့ကသာ Holly ပြိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီလောက်လည်းပျော်မှလည်းမဟုတ်ဘူးဒီလောက်လည်းအဲ့လိုပေါ့နော်အရင် ဟိုလိုချင်နေဆိုတဲ့ဟာလည်းအသိမဖြစ်ခဲ့ဘူးဒါပေမဲ့အခုချိန်မှာပြိုင်ဖြစ်သွားတာဒီအိမ်မက်ကြောင့်လည်းပါတယ်ပြီးတော့လို့ရှိရင်ဒီပြိုင်ပွဲကိုမရမကဟိုလီရဲ့စိတ်ဝိညာဉ်တွေကတုံးပိုးတဲ့အတွက်ဘာလို့ရောက်လာပါတော့အဲ့ဒီအတွက်လည်းဟိုလီအရန်လဲဝမ်းသာတယ်ဒီ Miss Universe မြန်မာအထိရောက်လာတာကိုလည်းဟိုအရန်ကိုလည်းကျေနပ်ပါတယ်ရှိတယ်ဒီပြိုင်ပွဲကြီးကစိတ်မူးမှုတော့ဘာမှမဖြစ်ဘူး ော်လီကဒီ Miss University မှာပေါ့နော်ဒီဟာကိုစိုးရိမ်မှုဆိုတာတော့မရှိဘူးပေါ့နော် မရှိဘူးဆိုတာကဟောလီရဲ့အခုဒီ Miss University မြန်မာကိုရောက်လာမရောက်လာခင်ဒီ City ပွဲမှာကလေးကဟောလီကိုဒီလမ်းကြောင်းနေ ခွေးနေတာလေဟိုအဆအဆရေရောကျိုးတင်ကိုကမပြင်ဆင်မဲနဲ့ဟိုပြင်ဆင်ပေးနေတာအဲ့လိုမျိုးကြီးဖြစ်နေတဲ့အတွက်ကိုဟောလီမှာစိုးရင်စိတ်တော့မရှိဘူးဟိုအဓိကတော့ခါလဲဆိုတော့စူးစမ်းမယ်အဓိကဟောလီရဲ့ဒီ outer beauty ကတော့ဒါ god gift ပေါ့နော်ပေးထားတာရှိပြီးသားဖြစ်တယ်အဲ့ဒီဟာကိုပဲ maintain လုပ်သွားမယ်ပြီးတော့လို့ရှိရင် confidence အခါလဲစူးစမ်းသွားမယ်ထပ်ပြီးတော့အဲ့ဒီအတွက်ပေါ့ပြီးတော့လို့ရှိရင်ဒီဟာကိုလဲဟောလီ ဟိုပျော်ရမယ်လို့ဟိုယုံကြည်နေပါတယ်ဆိုတော့ Okay ဟုတ်ကဲ့ဒီ Miss Universe မှာဒီပထမအဦးဆုံးခြေလှမ်းလေးမှာပဲသူတို့တွေဖန်တွေက ဟိုတခဲနဲ့အားပေးတယ်ဟိုဒီအရန်ဝမ်းတာရပေါ့နော်ဒါဟိုမမျော်လင့်ထားဘူးဒီလောက်ကြီးချက်ချင်းနေဒီ first time မှာတွေဟိုဟိုရလာမယ်ဆိုတော့ဟာမမျော်လင့်ထားဘူးဒါပေမဲ့အရန်ကိုကျင်းတဲ့ PT ဖြစ်ပါတယ်ရှင်ဟောလီကစိန်ခေါ်မှုကတော့လေဟောလီရဲ့ဟောလီကတော့သူများအထက်ကို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 ပို့ပြီးစိန်ခေါ်တယ်တနေ့နဲ့တနေ့ဟောလီကအမြဲတမ်း daily မှာကိုကိုကို challenge ပေါ်တတဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်လေအာစိန်ခေါ်မှုကတော့ကိုကိုကိုအမြဲတမ်းရှိပါတယ်ရှင်ဟောလီပေါ့နော်ဒီအထက်ပို့ပြီးတော့လဲစူးစမ်းမယ်ဒီ Miss Universe ွက်မြန်မာမြန်မာအတွက်ကိုပေါ့နော်ဟိုလေးနဲ့ထားပြီးစူးစမ်းမှဖြစ်တဲ့အတွက်ကိုဟိုလေးကိုတခင်းနဲ့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်